မိချောင်းရဲ့အငြိစေကိုဒရိတာစေဖြစ်အသုံးပြုခဲ့တဲ့ရှေးခေတ်အီဂျစ်လူမျိုးများမင်္ဂလာပါရှင်နော်လင်တီမီညီမကနေပြီးတော့ကြိုဆိုလိုက်ပါတယ်အီဂျစ်လူမျိုးတွေဆိုတာရှေးဟောင်းသမိုင်းတွေမှာအမွေအစားအုံတွေဆောက်လုပ်တတ်တဲ့တွန်းကျင်ဤပညာရှင်ကြီးတွေဖြင့်မှတ်တမ်းဝင်ခဲ့ကြတာပါ။ရှေးကင်းအီဂျစ်ပြည်သူကလရရတွေတိုင်းကသမိုင်းဝင်လရရတွေဖြစ်ပြီးနောက်ခေတ်လူတွေအတွက်စိတ်ဝင်စားစရာအများကြီးရရှိစေတဲ့လရရတွေဆိုရင်လည်းမမှားပါဘူး။ ဒါကြောင့်ရှေခိအီဂျစ်လူမျိုးတွေကိုအင်ဂျင်နီယာပညာမှာကျွမ်းကျင်ပညာရှင်တွေဖြစ်တင်စားကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့အီဂျစ်တွေကဘိသူကကျွမ်းကျင်သလောက်ဆေးပညာမှာတော့အားနေကြပါတယ်။ဒီလိုဆေးပညာအားနေလို့ရှေခိအီဂျစ်တွေမှာထူးထူးဆန်းဆန်းဆေးနီးတွေလည်းရှိခဲ့ကြတာပါ။ဥပမာတရီတားစိတ်အတွက်မိချောင်းချီကိုသုံးဆွဲခဲ့ကြတာမျိုးတွေဖြစ်ပါတယ်။ဒါတွေကအခုခေတ်လိုခင်မီဖွံ့ဖြိုးတိုးတက်နေတဲ့အချိန်တွက်တော့တလွဲတွေဖြစ်ကောင်းဖြစ်နိုင်မိမယ်။အဲဒီအချိန်မှာတော့အထူးရောက်ဆုံးဒရီတားစိတ်ဖြစ်သတ်မှတ်ခံခဲ့ရတာပါ။ BC 1850ဝန်းကျင်မှာအမျိုးသမီးတွေကမိချောင်းချင်းနဲ့ပြားရည်ကိုလျှော့ပြီးသူတို့ရဲ့ခန္ဓာကိုယ်တွေကိုထည့်သွင်းအသုံးပြုခဲ့ကြတာပါဒီနေ့ကအနှင်းငယ်ရှူးကြောင်ကြောင်နိုင်တယ်လို့ဖြစ်ပေမဲ့တမိုင်းပညာရှင်တွေရဲ့လေလာချက်အရအရိနီလန်ကအဆင်ပြေစေခဲ့တာပါပြည့်ချွဲနေတဲ့အယောနှောကအခုခေတ်တရီတားဆေးတွေလိုအကျိုးတရားမှုတွေရှိစေခဲ့တယ်လို့သိရပါတယ်ဒီနီလန်ထပ်ပို့ပြီးတော့အသုံးဝင်တဲ့နီလန်တွေရှိနိုင်ပေမဲ့အီဂျစ်လူမျိုးတွေကတော့မိချောင်းချင်းနဲ့တရီတားတာကိုတွင်တွင်ကြကြနဲ့တုံးဆွဲခဲ့ကြတာပါ တချို့ကလည်းမိချောင်းချင်းစာတီဟိုတယံရွက်နဲ့ပြားရည်ကိုရုံးမွေပြီးတားဆင်းနေတဲ့အသုံးပြုချာတွေလည်းရှိခဲ့ပါတယ်။ဒီလိုနီလန်းခတ်ဆန်းဆန်းတွေကိုတားဆင်းအနေနဲ့အသုံးပြုတာရှိသလိုအကာအကွယ်ပြည့်စည်ကိုနှုံးတွေအတွက်လည်းထူးထူးဆန်းဆန်းအရာတွေပြုလုပ်ခဲ့ကြတာပါ။အီဂျင်ဖာရိုဘီရင်လက်ထက်မှာဖူမဆက်ဆံရေးအတွက်အလွှာချနိုင်မှုဒရိတ်ဆန်ရဲ့အမေပါတွေနဲ့တိုးဦးစိတ်ဦးတွေကိုအသုံးပြုခဲ့ကြတာပါ ဒါတွေကိုအီဇစ်ဖာရိုဘုရင်တွေရဲ့နိုင်ငံဆေးရေးပကြီးတွေကနေတဆင့်တွေ့ရှိခဲ့ကြတာဖြစ်ပြီးတော့ရှေးခေတ်အီဇစ်တွေရဲ့အထူးထူးခြားခြားသတိတားနည်းတွေဖြင့်မှတ်တမ်းတင်ထားကြတာပါဒါပေမဲ့တကယ်တော့အီဇစ်တွေမှာပဲအဲ့ဒီနီလန်းတွေအသုံးပြုခဲ့တာမဟုတ်ပါဘူး BC 1800ဝန်းကျင်အနေစားပြီးမက်ဆိုပိုတေးမီးယားနဲ့အာဖရိကအီဂျစ် Green Data တဝိုင်းမှာဒီနည်းတွေနဲ့တားဆက်ကြလို့ရအောင်အသုံးပြုခဲ့ကြောင်းကိုပညာရှင်တွေက တွေ့ရှိခဲ့ကြပါတယ်။တချို့တွေကလည်းဖြတ်ချတဲ့နီလန်းတွေနဲ့တားဆက်ချတာတွေလည်းရှိခဲ့တာပါ။ အာရှဘကဂျပန်နဲ့တရုတ်မှာလည်းရှင်ယောက်သားဆက်ချားနည်းတွေရှိခဲ့ပြီးအလွာချဖို့အကာအကွယ်နေနဲ့လိမ့်အခွန်နဲ့တရိတ်ဆန်ကျူတွေကိုသုံးဆွဲခဲ့ကြရတဲ့ဆိုတော့အထောက်ထားတွေရှိနေခဲ့ကြပါတယ်တရုတ်မှာဆိုရင်စီစိန်ဆက်ကူနဲ့အလှချားတွေရှိခဲ့ပြီးတခါတုံးမဟုတ်တာကြောင့်ရေဆွေးပြန်သုံးခဲ့ကြတာပါ။ဒါအပြင်အီဂျစ်အမျိုးသမီးတွေပါဝင်ရှေးခေတ်လူမျိုးတချို့ကရေမြုပ်အလှချနည်းတွေလည်းသုံးခဲ့ကြပြီးဒီလိုနီလန်းတွေနဲ့မရတဲ့အခါမိချောင်းတွေတားစီတွေကိုသုံးဆွဲခဲ့ကြတယ်လို့သိရပါဗျ။ ဒီနီလန်းတွေကအခုခေတ်မှာထူးဆန်းနေပြီးအလုံးမဖြစ်နိုင်ဘူးလို့ထင်ရပေမဲ့သူတို့ခေတ်မှာတော့တကယ်အသုံးဝင်တဲ့နီလန်းတွေဖြစ်နေတာပါ။ဤစတဲ့ရဲ့စေပညာကထူးဆန်းနေဆိုပေမဲ့ကမ္ဘာမှာအရိချင်းကတိုးတက်ဖွံ့ဖြိုးမှုတွေမရှိတာကြောင့်ဤစနေတိုင်းလိုက်လံပြုလုပ်ခဲ့တဲ့နိုင်ငံတွေလည်းရှိနေကြတာပါ။ အခုချိန်နေကြတဲ့ပြည်သက်တို့အနေနဲ့ရောမိချောင်းရဲ့အညစ်အကြေးကိုသတိထားစေဖြစ်အသုံးပြုခဲ့ပြီးဒရိုက်ဆန်ရဲ့အမေပါရင်းနဲ့ဦးရေကိုအလှာချဖို့တုံးခဲ့ကြတဲ့ရှေးခေတ်အီဂျစ်လူမျိုးတွေရဲ့စေပညာနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးထင်မြင်မိကြလဲဆိုတာကွန်မန့်မှာပြောပြပေးခဲ့ကြပါအောင်နော်။